အလုံးမဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့စိတ်ဒုက္ခပေးတဲ့သူတွေစိတ်နှောင့်ယှက်ပေးတဲ့သူတွေပြဿနာရှာတဲ့လူတွေကိုရှင်းထုတ်တဲ့ညီမြောက်ပေးမှဖြစ်ပါတယ်အဲ့တော့ဒီစဉ်လေးကိုလုံးမဲ့ဆိုလို့ရှိရင်တော့ကိုယ့်ဘကမှန်နေဖို့တော့လိုတယ်ကိုယ့်ဘကတကယ်ပဲအနိုင်ကျင့်ခံနေရတဲ့ပြဿနာတွေအရှာခံနေရတဲ့စိတ်ဒုက္ခတွေခံလာပြီးနေတကယ်ပဲမှန်နေဆိုရင်လုံးလို့ရပါတယ်တချို့ဟာရှိတယ်ကိုယ့်ရဲ့သူမြောက်ပြဿနာသွားရှာနေတယ်ကိုယ့်ရဲ့ဒီစဉ်လုံးလုံးသေးတယ်ဘယ်လိုလို့မရဘူးပါနော်မိတ်ဆွေများကတကယ်ပဲကိုယ့်ကခက်ခဲဖြစ်နေတယ် အဲ့လိုကအင်ကိုလာပြီးပြဿနာကြီးလာရှာတယ်ဗျာခဏခဏပဲအတချို့တည်းအလုတ်သေးဒီမှာဟာဟိုအလုတ်သေးဒီမှာရက်ွက်သေးဒီမှာစပြစ်ပေါ့နော်ကိုအမြင်နဲ့ဒုက္ခတွေပြီးတယ်အမြင်နဲ့ကိုနိုင်ကျင့်နေဟောစပြစ်ပေါ့နော်အဲ့လိုမျိုးတွေကြုံနေရရင်အခုကျွန်တော်ပြောမယ့်အစီအလင်းလို့လို့ရပါတယ်အဲ့ဒီလူကကိုနဲ့မြင်ကိုရှေ့ကလည်းပေါ်မလာတော့ဘူးကိုနဲ့လည်းမျက်နှာချင်းမဆိုင်တော့ဘူးကိုရှိတဲ့နေရာမှာသူရှိမနေတော့ဘူးအဲ့တော့ဒါကြောင့်မို့ကိုစိတ်တကွာပေးတဲ့သူကိုကိုစိတ်နှောက်ရှက်ပေးတဲ့လူတွေကိုရှင်းထုတ်တဲ့နည်းတွေပဲဖြစ်ပါတယ် ရှင်းထုတ်ဖို့အတွက်ပထမဆုံးနည်းလေးကိုထပ်ပြောမယ်ဥပမာဆိုကြပါစို့ကိုယ့်ရဲ့အလုပ်ထဲဒီမှာဥပမာမန်နေဂျာပဲဖြစ်ဖြစ်စူပါဗိုက်ဇာပဲဖြစ်ဖြစ်တတိပဲဖြစ်ဖြစ်ဆာဖီပေါ်တော့ဘသူပဲဖြစ်ဖြစ်ပေါ့ကိုယ်တပတ်သက်အနိုင်နေကြည့်နေတယ်ဒုက္ခတွေပေးနေတယ်အလိုမျိုးတွေကြုံနေရလို့ရှိရင်သူ့တပုံတပုံယူမယ်သူ့တပုံတပုံယူပြီးတော့သူ့သူ့ရဲ့အနောက်ကျော်လေးမှာရေးမယ်သူ့နာမည်နေနံအသက်တင်အသက်ရေးမတိမရေးနဲ့ပြီးတော့ဖြစ်ချင်တာလေးကိုရေးလိုက်ရုံပါပဲဥပမာ ဥမဆိုကြပါဆိုကျော်ကြီးဆိုကြပါဆိုကျော်ကြီးတနင်္လာသာအသက်25နှစ်အဲ့တော့ငေါ့နိုင်ကြည့်နေရတဲ့အခုရက်ပါစေငေါ့စိတ်ငေါ့ဆေးတုကပေးနေရလေရက်ပါစေတမဓမ္မမဟုတ်လေငါငါမျက်စိရဲ့ငါမျက်စိရှိရနေပေါမလာပါစေနဲ့အစားပြေကိုဖြစ်ချင်တာတခုကိုရေးတခုပဲရေးနော်အများကြီးတော့ရေးလို့မရဘူးအဲ့ဒါကိုရေးမယ်အသက်ကတော့တည်ရင်လည်းရေးမတည်မရေးနဲ့ပြီးရင်အဲ့တပ်ပုံလေးကိုဘာလို့အောင်မလဲဆိုတော့အဲ့ဒီလူက ဆိုကြပါစို့အဲ့လူကတချို့ကလည်းဖះတရားတွေလုပ်တယ်ဖះတရားလုပ်လေရှိရင်သူ့ကိုယ့်ရဲ့အိမ်မှာရှိတဲ့ဖះစင်းနုတော့အောက်တကယ်လို့အလုံမှာရှိလို့ရှိရင်တချို့ကလည်းဆိုင်နေမှာဆိုင်နေရှိရင်နော်အဲ့အဲ့ဆိုင်ရဲ့ဖះစင်းနုအောက်ထားလို့ရတယ်ဘာဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်မှာကိုယ့်ရဲ့ဖះစင်းနုအောက်ဖះပုံတော်အောက်ဖះစင်းအောက်လေးမှာအဲ့သူ့ပုံလေးကိုထိုးထည့်ထားလိုက်ပါထိုးထည့်တက်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်နှစ်ပတ်အတွင်းမှာထူးခြားစွာပဲပြောင်းလဲသွားပါလိမ့်မယ်ဗျာကိုဖြစ်ချင်တာဟုတ်တာရေးကိုပကမှန်ကန်ဖို့တာရေးကြည့်တယ် ဒါနံပါတ်1နမနစ်ကတော့အရင်လွယ်တယ်ဟိုကနမနစ်ကတော့ကိုအိမ်ဝင်လာပြီးပြည်တော်တွေလာရှာနေဆိုပါစို့အိမ်ဝင်လာပြီးပြည်တော်တွေလာရှာထုတ်ကတိခဏလာပြီးတယ် movie လာရန်နေတယ်ဗျာအစားပြေလူတွေအများကြီးပဲကျွန်တော်အဲ့လိုမျိုးမျိုးတော့ပြည်တော်တွေလာပြီးမေးကြတယ်အဲ့လိုမျိုးကြုံနေရလို့ရှိရင်မှန်တစ်ချက်လိုမယ်မှန်တစ်ချက်မှာကျွန်တော်တို့သူ့နာမည်ကိုရေးမယ်အဲမှန်မှန်တစ်ချက်မှာဥမာကြော်ကြီးပဲကြော်ကြီးတင်းနေတာပေါ့ဒါပဲအဲ့တော့ကျွန်တော်တို့အဲ့ဒါလေးကိုမှန်ရေးပြီးတော့အပြင်လေးမှာချိန်ထားလိုက်ပါ အပြင်လေးမှာချိန်ထားလိုက်ပါတကယ်လို့သူ့မြင်မှာကြောက်လို့ရှိရင်လည်းသူ့မမြင်တော့တဲ့နေရာလေးအပေါ်အပေါ်လေးမှာပြောင်းချိန်လို့ရတယ်နော်အဲ့ဒါလေးချိန်ထားလိုက်ပါအဲ့ဒါလေးချိန်တဲ့နေရာလေးစားပြီးတော့သူ့မလာတော့ပါဘူးပိုးလို့ထိရောက်ကျင်တယ်ပိုးလို့အစွမ်းထက်ကျင်လို့ရှိရင်သူ့ရဲ့ဓပုံလေးဓပုံလုံးမယ်လိုင်စင်ပုံလဲရရနော်သူရဲ့လိုင်စင်ပုံဓာတ်ပုံပဲဖြစ်သူရဲ့ဓာတ်ပုံဓာတ်ပုံကိုယူမယ်ယူပြီးတော့အဲ့မှန်မှာကတ်ပေးထားလိုက်အဲ့တော့မှန်နဲ့သူနဲ့မျက်နှာချင်းဆိုင်ကတ်ပေးနော်မှန်နဲ့သူ့ပုံနဲ့ကို မျက်နှာချင်းဆိုင်ကပ်ပြီးပုံပါတဲ့ဘက်ကိုမှန်ဘက်ကိုထားပြီးပေါ့နော်မှန်တဲ့ပုံနဲ့ကိုမျက်နှာချင်းဆိုင်ကပ်ပြီးလိုက်ပါဗျာအဲ့ဒါကပ်ပြီးတဲ့နေရာစပြီးသူလုံးဝပေါမလာတော့ပါဘူးအဲ့တော့ဝင်းစရာရှိနော်တော်သူအလိုလိုပြန်ပြီးထွက်ထွက်သွားစေတယ်ကိုပြဿနာနဲ့လာမရှာတော့ပါဘူးဒါဒုတိယနေ့တတိယနေ့ကတော့အရန်လွယ်ပါတယ်ကိုအိမ်ကိုဆိတ်ရှုပ်စရာဧည့်သေးလို့ဆိတ်ရှုပ်စရာပြဿနာကောင်းနေချို့အိမ်ကိုလာအိမ်ကိုလာတက်တယ်ချို့ဆိုဒုက္ခပေးမဲ့ကောင်းနေဒုက္ခပေးမဲ့သူတွေအိမ်ကိုလာတက်တယ်ချို့ ကောင်းတဲ့ဧည့်သည်လာသူတို့ချို့ဧည့်သည်တွေကတကယ်ဆက်ရှုစရာပေးတယ်အဲ့လိုမျိုးလူတွေလာအဲ့လိုမျိုးတွေလာလို့ရှိရင်သူတို့လာပြီးသူတို့ထားသွားတာနဲ့ချက်ချင်းပဲတပြက်စီအိမ်ထဲအိမ်ပြုံအဲ့ချမ်းပြုံလက်ထုတ်ပစ်လိုက်သူတို့ထားသွားတာနဲ့ချက်ချင်းပဲဆိုတော့ပြောင်း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 ဆိုခိုင်းတပြက်စီတွေနဲ့အိမ်အိမ်ပေါ်တရောအိမ်ရှိချန်တွေတရောအကုန်လုံးအပြင်လက်ထုတ်ပလိုက်တဘောတော့သူတို့တပြက်စီနဲ့လက်ထုတ်လိုက်တယ်ပေါ့ဗျာလုံးဝ လွတ်ထွက်တော့အိမ်ုံလုံးဝပြန်ပြန်မလာတော့ဘောကိုကိုကိုစိတ်ထရလဲအဲ့လိုပြောမယ်ရောတော်တော်တော်กว่าတုံးမထဲပြန်မလာတော့ねထွက်တော့ထွက်သွားဆိုပြီးတော့အဲ့လိုမျိုးပျော်ပြီးတော့လဲမယ်ဟာကျွန်တော်တို့တွေလုံးဝ မကောင်းတဲ့ဧည့်သည်မျိုးနဲ့ကောင်းတဲ့ဧည့်သည်လာလို့ရှိရင်တော့ deficit လုံးဝမလဲပါနဲ့နောက်တစ်ခါပေါ်မလာတက်တော့ပါဘူးဒါလေးကိုသတိထားသိချင်းပါလိုက်ပြဒါဆိုဒီ၃ချက်ကိုအားလုံးလုပ်လို့ရပါတယ်အရင်လဲလွယ်ပါတယ်အဲ့တော့တုတ်တဲ့တုတ်တဲ့ဆိုးရွားတဲ့အစီအလေးတွေတော့ရှိသေးတယ်ဒါပေမဲ့ အရင်တော့မလိုအပ်ဘူးเนาะဒီစင်လေးကိုလုပ်ရင်ရအစင်ပြေတဲ့လူများပါတယ်ခက်မိတ်ဆွေများအတွက်ခုနသားကြီးများအတွက်သူလည်းအစင်ပြေကိုလည်းအစင်ပြေအဲ့တော့အဝေးကိုလွတ်ထွက်သွားတဲ့ဆိုတဲ့နေရာမှာလေသူကအဝေးကိုလွတ်ထွက်သွားတာမဟုတ်ဘူးဒီတဲ့ကောင်းတဲ့နေရာကို तू ရသွားတာဒီတဲ့ကောင်းတဲ့နေရာကိုရောက်သွားတဲ့ဒီတဲ့အစင်ပြေမဲ့နေရာကို तू ရသွားတယ်အဲ့တော့ तू လည်းအစင်ပြေကိုလည်းသူနဲ့မတွေ့ရတော့အစင်ပြေအော် तू ရောကိုရောအစင်ပြေစေနီးပေါ့ဗျာ ခဲဒါလေးကိုမိတ်ဆွေများလိုက်မြပေးတာပါဗျာအားလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေခုနသားသမီးအားလုံးလည်းစိတ်ကြံစည်ကိုကြမ်းမှရှိကြပါစေကိုစိတ်တို့အေးမြကြပါစေအားလုံးအစီအမေကြပါစေဗျာအစီအမေလည်းလမ်းဆွဲနေပြီအားပေးကြပါအောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ